အားလုံးမင်္ဂလာပါဗျကျွန်တော်ဖတ်ပြမယ်ခေါင်းစဉ်ရဲ့နာမည်ကလောကရန်နဲ့အဲ့လောကရန်ဆိုတဲ့ခေါင်းစဉ်အလိုက်ရှင်းဆုံးဟောလေးရတော့ကောင်းတဲ့လောကရန်အလက်ရှောက်နေလူမာမာနမကြွားပါပါနဲ့စိုးတဲ့လောကရန်အလက်ရောက်နေလူလဲမတိတ်ငယ်ပါနဲ့တဲ့အနှစ်ချက်လေးပါ လောကရန်ဆိုတဲ့ကောင်းစဉ်အရာအစကလေးကျွန်တော်ပြဖတ်ပြမယ်နော်ကောင်းတဲ့လောကရန်တွေဟာကိုကျင့်တရားကိုစမ်းသပ်ပြီးဆိုးတဲ့လောကရန်တွေဟာခန္ဓာဤအားကိုစမ်းသပ်ခြင်းဖြစ်ပါလေလူရည်လို့ဖြစ်လာလို့လောကရန်ရှင်မျိုးလုံးကိုကြုံတွေ့ရမှာဟာမလွဲမတူပါလူဘဝရဲ့ပြည်လဲဟာလောကရန်တွေနဲ့တိဆောက်ထားတာဖြစ်လို့တစ်ခုပြီးရင်နောက်တစ်ခု အသက်စောင့်နေလှပါလောကရန်ဆိုတာကောင်းတာကြီးလဲမဟုတ်တလို့ဆိုးတာကြီးလဲမဟုတ်ပါဘူးတဲ့လောကရန်စပါဆိုတာတက်လိုက်ရခြင်းနှင်းလက်မရခြင်း၃အချွေရန်ရှိခြင်း၄အချွေရန်မရှိခြင်း၅ကဲ့ရဲ့ခံရခြင်း၆ ချီးမွမ်းခံရခြင်းခွန်ချမ်းသာခြင်းရှစ်ဆင်းရဲခြင်းစတဲ့အကောင်းရောအဆိုးပါပေါဝင်တဲ့ဖြစ်စဉ်တွေပဲဖြစ်ပါလေလောကဓာတ်တိုင်းဟာဖြစ်ပြီးရင်ပြည့်စုံမြဲပါ အမြဲတမ်းလဲလက်ပတ်နေမှာမဟုတ်ပါဘူးတဲ့အကောင်းလောကဓာတ်တွေနဲ့ကြုံတွေ့ပြီး ဘဝစီစဉ်ရရှိနေတဲ့အခြေအတွင်းမှာလဲမိမိကိုယ်ကိုယ်စီစဉ်ရကြအပျော်ရကြမပျက်စီးသွားအောင်ထိမ့်နှိမ်တက်ဖို့လိုတယ်လို့အစိုးလောကနဲ့တွင်နဲ့ကြုံရတဲ့အခါလဲစာမဝဲတစ်ခုလိုမျိုးအဆုံးထိခံနိုင်ရှိရှိဖြတ်တန်းနိုင်ဖို့လိုပါတယ်ဒီလောကနဲ့ရှစ်ပါးအကြောင်းကိုတိထားမယ်ဆိုရင်ဘယ်လိုပဲပြောင်းလဲပျက်စီးမှုမျိုးပဲလာလာ ဖြစ်ချိန်တန်လို့ဖြစ်ပြီးဒါလောကရဲ့တဘာဝတရားပဲလို့နှလုံးသွင်းနိုင်မယ်ဆိုရင်လိုလားတဲ့ပူပြီးဆင်းရဲဒုက္ခတွေမရောက်ရတော့ပဲစိတ်အေးချမ်းသာနိုင်မှာပါဒါကြောင့်ကောင်းတဲ့လောကထဲအလှည့်ရောက်နေလို့လဲမာမနမကြွားဝါပါနဲ့ဆိုးတဲ့လောကထဲအလှည့်ရောက်နေလို့လဲမသိငယ်ပါနဲ့လူဘဝဟာလည်နေတဲ့ဆက်ဝိုင်းတစ်ခုကို နေရာတစ်ခုတည်းမှတည်မြဲနေမှာမဟုတ်လို့ပါ